တကယ်တော့မဟုတ်အရှိစားခဏခဏပြောနေတာအဲ့ဒီအရှိစားကိစ္စကကျွန်တော်က original ဒါပေမဲ့ဖလက်တောင်လို့ရှိရင်ကျွန်တော်နဲ့ကသွားပြီးအမှသွားပြီး fit ဖြစ်တယ်ဆိုတော့ဒီတစ်ခါတော့အဲတစ်ခါထုတ်ရပါတော့အဲ့ဖလက်တောင်တစ်ခါထုတ်လိုက်တာဒါပေမဲ့အဲ့အများကြီးပိုကြီးကြည့်ကောင်းအောင်ကျွန်တော်ပြင်ဆင်ထားပါတယ်ပြင်ဆင်ထားအရှိရပါတော့အဲမကြခင်မှာထွက်လာလို့ရှိရင် music video ရိုက်ဖို့အခုလည်းစလုပ်နေပြီအဲ music ထွက်လာကြလို့ဆိုတော့အဲ့လို တောင်းပတ်လို့တော့ပြောလို့ရမှာမသိဘူးဗောနော်ကျွန်တော်လည်းအဲကျွန်တော်အရင်လေးစားတဲ့ပုံကိုအဲတအူးနေဗောနော်အပေါင်းပြီးရဖန်တီးရတဲ့ချင်းရှိပါတယ်အဲ့ဒါမကြိုက်ဖြစ်လာလို့ရှိတယ်ဟိုပွင့်လင်းပြောရရင်ကျွန်တော်ခံစားရတဲ့ခံစားချက်အပေါ်မူတည်ပြီးတော့အစအစောဖန်တီးရဖြစ်တာဆိုတော့ဟိုဟိုအရင်ကလိုမျိုးကြီးလို့ train ဖြစ်တာမျိုးမျိုးမဟုတ်ဘူးကျွန်တော်ခန္ဓာကြီးအစ်စ်မှလောက်ရအောင်ဆိုတော့ဟိုနားလေဖို့တော့ဖတ်ကြမလားတော့နည်းနည်းချင်ရတာတန်တီးရတဲ့အရာပြီးတော့ music ကတော့တွားတဲ့ပုံစံလေးအဲ့လို အော်ဖစ်စရာပုံစံမျိုးတွေဖြစ်နေတာဆိုတော့ကျွန်တော်မလုပ်ဘူးတဲ့ကျွန်တော်တခုလည်းပါတယ်ဗျာ။အဲ့အဲ့ဒါကိုစမ်းသပ်ကြည့်လာပြီးကျွန်တော်ခံစားချက်အစအဆုံးအဲ့ထဲမှာအပြည့်ထည်တာဆိုတော့ထွက်လာလို့ရှိရင်တော့စောင့်ကြည့်ရမှာပေါ့။ဘလို့ခံစားချက်မျိုးပါ။အဲ့မပြောတဲ့ခံစားချက်။အဲ့မပြောတဲ့။လက်အဲ့တော့၄၅ရက်စက်တိုင်အဲ့မပြောတဲ့ခံစားချက်။အဲ့မပြောတဲ့အကြောင်းကိုအဲကျွန်တော်ညဘက်တွေထမ်းပြီးတော့အဲ့မပြောပဲတွေးတဲ့အတွေးတွေ အဲပြီးတော့အဲဘဝနဲ့ပတ်သက်ပြီးစဉ်းစားရတဲ့အရာတချို့အဲ့ဒါတွေအကုန်လုံးဖြစ်ချင်းနေတာဟုတ်ပါဘူးအဲ့ဒါအဲ့ဒါကြောင့်မလို့တခြင်းဖန်ကြီးဖြစ်သွားတာဟိုအိမ်မပြောရဲညာဘာကြောင့်မလို့ဖြစ်မှလည်းမသိဘူးအဆင်မပြေလို့အိမ်မပြောရလည်းမဟုတ်ဘူးအရာရာအဆင်ပြေနေရတာအော် sorry အရာရာအဆင်ပြေနေရတာနဲ့အဲလိုအိမ်မပြောအိမ်မပြောရဲခဏချက်ကိုပဲဟိုအဲတခြင်းဖန်ကြီးရကျွန်တော်အဲတခြင်းဖန်ကြီးပြရတယ်ကျွန်တော်လည်းတော့ကြာကျွန်တော်လိုချင်တဲ့အဲ ဟာပေါ့နော်ဟို music video ဈိုက်ဖို့အတွက်ကျွန်တော်ချိန်လို့ပေါ့နော်အခုကတော့တိတ်မကြိုက်ခင်မှာကျွန်တော်ဈိုက်ဖို့စပြီးတည်တော့မှာဆိုတော့မကြတော့ပါဘူးဒီဒီဒီလာရင်မဟုတ်ဒါလာတော့ချက်နေတာ music video နဲ့ပြမှာကျွန်တော်လိုချင်တဲ့ကျွန်တော်ပြချင်တဲ့အဲ direction ကိုပို့ပြီးမြင်ရမယ်လို့ကျွန်တော်ခံစားလို့ပြီးဒီကချင်းတစ်စီးပြီးတက်ထောက်အောင်ပါကျွန်တော်တင်းနှမျောတွေခံစားကိုရင်တော့အကြောင်းနေတော့အဲ့လိုအတိတ်ကအကြောင်းနေလည်းပါတယ်အနာဂတ်ကြောင့်စဉ်းစားရလည်းပါတယ်လက်ရှိ present မှာနေရတဲ့ ခံစားချက်တွေပါအဲ့ဒါအကုန်လုံးရောထားတာတချင်းရဲ့အထဲမှာအတွေးနဲ့ပတ်သက်တဲ့အရာတွေတဲ့တိတိကျကျဘာမှမဟုတ်ပြတာရှိရတယ်မဟုတ်ဘူးမဟုတ်ဘူးဒီတိုင်းပဲအဲမသိရှင်သန်တဲ့ဘဝတစ်ချက်မှာအနေထိုင်နေရရှိလူတွေကစိတ်ကိုအများမသိဘူးအဲ့တော့အဲ့ဒီထဲမှာပဲအစီအပြေနေရတာလည်းသူ့ဘာသူအိမ်မပြောရဲရဲ့ဖြစ်လာတဲ့အချိန်မှာအဲအဲလို့တိတ်ကကျွန်တော်ပြန်စဉ်းစားလိုက်ပြီးအနာရပါဆက်လို့အောင်စဉ်းစားလိုက်ပြီး ခုမလုပ်နိုင်လဲဆိုတာစဉ်းစားလိုက်အတွေးအတွေးများတာပါအတွေးများရင်လည်းအိတ်မပြောတဲ့ခဏချက်အဲ့ဒါကိုပဲအဓိကဟိုခံစားမိရင်ခံစားမိရင်လည်းအချင်းလှုပ်ချင်တဲ့စိတ်ဖြစ်တာပြီးတော့ကျွန်တော်ခံစားရတဲ့အဲ့အဲ့အိတ်မပြောဘဲနဲ့ညာဘက်ထိုင်နေတဲ့အချိန်မှာနှစ်နာရီလောက်မနေ့နှစ်နာရီသုံးနာရီလောက်ဒီအိတ်မှာအဲ့လိုတရားတဲ့ထိုင်နေတဲ့အချိန်မှာတွေးပြီးရတယ်အဲ့အချိန်မှာနားထဲမှာကြားရတယ်လို့ခံစားရတဲ့အာဟို stream လောက်တော့ကျွန်တော်အဲ့အရာကိုစိတ်ကူးရင်ပြန်ဖန်ပြရတယ် the best way ဒီပွဲကနောက်ထပ် ဒီနေ့ပြီလို့ရှိရင်တော့နှစ်ရက်ကျန်ပြီးနောက်ထပ်တခြားသော artist တွေလည်းဒီမှာလာပြီးတော့ဖြည့်ဖို့လည်းရှိတယ်ပေါ်တက်ဖို့လည်းရှိတယ်ပြီးတော့ဒီမှာနောက်ထပ်ဒီ summer collection တော့ပေါ့နော် the best one ကိုကျွန်တော်ဒီ group club ကတော့ဝယ်စားအဲပြိုးတင်နေတယ်နော်အများကြီးထပ်ပြီးတော့ထွက်လာဖို့လည်းရှိတယ်ဆိုတော့အဲ့ဒီ group လာရောက်ပြီးတော့အတူတူပြီးတော့တက်တက်တက်လို့ရှိရင်အားပေးကြဖို့လည်းပြောကြတယ်အဲ့ဒီနေ့က the best one နဲ့ကျွန်တော်နဲ့ပူးပေါင်းပြီးတော့အဲကျွန်တော်ရဲ့ clothing brand တစ်ခုပေါ့နော်ထုတ်တဲ့ group club ကိုကျွန်တော်လာပြီးတော့ အာပို့တင်တာပေါ့နော်ဆိုဒီနေ့က root lab ကိုအဲပွဲမှာမိတ်ဆက်မယ်အကြီးမိတ်ဆက်မယ်ကျွန်တော်ဖန်တီးချရဲ့ဒီဇိုင်းတော့ပြပြမယ်အဲ့တော့ရတယ်ကဲ direction ကကြာဘယ်လိုလဲဆိုတော့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်ကတော့ artist ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော် root lab ဆိုရင်အဲ brand fan ကြီးရဲ့အချိန်မှာအဲ art found တစ်ခုနဲ့ပါဖြစ်လို့ရမယ်ဆက်စပ်ရအောင်ဆိုတော့အခုအဲ့ root lab ကို fan ကြီးရဲ့အချိန်မှာခုနကပြောလို့ရတယ် root lab ဆိုရင်နာမည်ဖြစ်လာတဲ့အရာအစပေါ့နော်အဲ root ဒီ ကျွန်တော်စလုပ်မယ်ဆိုရခြင်းမှာအခြေခံစဆင်တာဆိုအခြေခံအခြေခံနေစပြီးအခြေအမြစ်ကိုစဆင်လိုက်အခြေခံမရမယ်ဒီ brand တွေဆိုရဲ direction စဆင်လိုက်ဆိုအခြေအမြစ်ကိုယူပြီးအမြစ်ကိုသဘောကျပြီး root တွေလိုက်တယ်ဆို root ကနေမှတစ်ဆင် clip ဆိုရဟာကိုတောင်းလဲဆက်ဆင်စတာဆိုအဲ့ direction ကိုမှကျွန်တော်အဲ့ထဲမှာကျွန်တော်တို့ဟိုဒီထုတ်မဲ့ product တွေမှာကျွန်တော်ရဲ့ account တွေနော်ဆိုတော့အဲ့အချိန်မှာအာဒီအဲ့ဒီပေါ်မှာတင်မဲ့ design ကိုစဆင်တာပေါ့အဲ့အချိန်မှာအခုနကပြောသလိုမျိုးပဲဒီ ျွန်တော်ဖြတ်တန်းရတဲ့အတွေ့အကြုံတွေအများကြီးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ခံစားရတဲ့အရာတွေကျွန်တော်အလူပညာတွေနဲ့ခံပြီးလို့ရမယ်ညာအစားဆုံးရတယ်အဲ့ချိန်မှာခုနကပြောတဲ့အမြင့်ရပါတော့အမြင့်ပြီးတော့လူတရောက်ဆိုတော့လူတရောက်နဲ့ပတ်သက်ပြီးတော့ကမ္ဘာပေါ်မှာအမြင့်တည်နေတဲ့လူတရောက်ပေါ့နော်အဲ့ဒါကိုအခြေခံပြီးတော့ကျွန်တော် concept စဆွဲပြီးလို့ရှိရင်အဲလူလူနဲ့ဒီကမ္ဘာမြေကြီးရဲ့အမြင့်တွယ်နေတဲ့ဟာကိုအအခြေခံယူလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့နောက်မှာမှအကျွန်တော်ဖြတ်တန်းရတဲ့အတွေ့အကြုံတွေကိုပြန်စဉ်းစားတာပေါ့လူတွေအဲ့လိုဖြတ်တန်းရတဲ့ကာလရှောက်မှာအဲ့လိုအရန်ဒုက္ခရောက်တဲ့အချိန်မှာကိုယ်ကိုယ်ညီမဲ့သူ ရှားရရခက်ခဲဆိုတော့ခန္ဓာချက်တချို့လည်းထက်ကျင်နေဆိုတော့အဲအကြောင်းလို့ကိုယ့်ကိုအားကိုးရမယ်ဆိုတော့အဲတက်လိုင်းထက်ကျင်တာပေါ့အဲ့တော့ root club ရဲ့တက်လိုင်းကကျွန်တော် root for yourself ဆိုပြီးတော့တက်လိုင်းထက်လိုက်တယ်အဲ့တော့မှကျွန်တော်ကအဲ့အခုနကပုံတစ်ခုအပုံဆက်ပြီးသွားတဲ့အချိန်မှာအောက်မှာ concept breakdown ဆိုပြီးတော့ကျွန်တော်ပြောချင်တဲ့ဒီပုံရဲ့အဓိပ္ပာယ်ကဘာကိုထည့်ထားရလဲဆိုတော့အောက်မှာကျွန်တော်အဲ့လို the earth ရဲ့ the human ရဲ့ the roots ရဲ့ the writer တော့ခုနကဒီအမြင့်ရဲ့လူရဲ့အဲဟိုကဘာမြင့်ကြီးရဲ့ပြီးတော့ကိုယ့်ကိုအကူရမယ်ဆိုတော့အဲ့ဒီအကုန်လုံး concept breakdown လုပ်ပြီးတော့အဲဒီ ့ food club ရဲ့ platform ပေါ့နော်ကျွန်တော်ခန္ဒီရဲ့ platform အဲအဲ့ဒါကိုကျွန်တော်အစအဆုံးအဓိကပြန်ပြီးတော့ခွဲရန်ခွဲရန်ပြပြီးတော့နောက်ဆုံးမှာခုနပြောတဲ့အတိုင်းပဲဟာဒီ food club ရဲ့ direction ဒီအာအဝစားတစ်ခုရေမဟုတ်ဘူးပေါ့နော်ဒီထဲမှာ artist ရောက်ခံပြီးသားတဲ့ဟာဟိုတက်တနာပိုင်းဆိုင်ရာ platform တွေအများကြီးပါတယ်နော်အဲ့ဒါကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်စီဝိုင်းလို့ရရင်တော့အရင်မစင်စားမစင်စားဘူးပေါ့နော်ဒါပေမဲ့အခုကအဲသူတင်ဘန်းထုတ်မယ်ဆိုတဲ့အချိန်မှာလည်းကျွန်တော်စီဝိုင်းဆိုတာတက် ျွန်တော်အင်္ဂလိပ်ပေါ်မှာကျွန်တော်တင်ကျင်တဲ့အနုပညာတစ်ခုကိုကျွန်တော်စတင်စဉ်းစားတာအဲဒါကြောင့်မလို့လေအင်္ဂလိပ်ပေါ်မှာကျွန်တော်ကျွန်တော်နဲ့ပတ်သက်တဲ့ကျွန်တော်ခံစားရတဲ့အရာပေါ့အဲဒါကိုဘာဖန်တီးလဲဆိုတဲ့အရာကိုစတင်စဉ်းစားဆိုတော့စီးပွားရေးလောကလောပေါ့နော်ဒါပေမဲ့အမ်ဒီကတော့ကျွန်တော်ကတော့ creative ပို့ပြီးအားစက်တယ်ဆိုတော့အဲ့ဒါကိုပဲပို့ယူရပြပါတယ်ဟုတ်ကဲ့ the best one ကကျွန်တော်ကိုလာကဲလိုက်တာပေါ့နော်အဲ shine ဟိုက channel ပေါင်းပြီးတော့အဲ look at back ကိုထုတ်ပေါ့အဲ့ချိန်မှာဘယ်လိုလုပ်ချင်လဲဆိုတော့ကျွန်တော်ကျွန်တော်ကျွန်တော်လုပ်ချင်တဲ့ပုံစံကိုသူတို့နဲ့ရင်စပြီးတိုင်တယ်တိုင်မြင်တဲ့မှာအဲ့လို အာအစားအဆုံးတို့ရောလည်းကျွန်တော်အမြိုင်း support လုပ်ပြီးတော့ကျွန်တော် share ဘယ်လိုလုပ်ချင်လဲအဲဘယ်လိုနာမည်နဲ့သွားချင်လဲဘယ်လိုပုံစံနဲ့ထုတ်ချင်လဲပေါ့နော်ပြီးတော့ကျွန်တော်ဝတ်နေကြပုံစံကျွန်တော်တို့ flare band တွေပါလို့ဝတ်တာပြီးတော့အဲ့ဒါမျိုး t-shirt တွေမှာပါအဲဘယ်လိုဝတ်စားထည့်မလဲဆိုတော့အစားအဆုံး design နဲ့အစားအဆုံးမှာကျွန်တော်အဲ့ the best one နဲ့ပဲတိုင်ပြီးတော့ဒီ rookie ကို manage လုပ်တာဟုတ်တယ်အဓိကဟိုပါပေါ့အဲရိုးရိုးရှင်းရှင်းမဲ့ဝတ်ရကျွန်တော်အကြိုက်တယ်ပေါ့နော်အဲ့တော့ဟိုရိုးရိုးရှင်းရှင်းဟိုမှာခုနကပြောတဲ့ concept ပါတဲ့အဲ app found ထည့်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဝတ်နေကြအဲလို flare band flare band လေးထည့်တယ်ပြီးလို့ရှိရင်အဲ့လို tweet တွေ ဒီလို t-shirt ဆိုရှက်ပြီးအဲ့ရရတယ် skip တော့အခု training ကစီးကြတယ်နော်ပြန်ပါအဲကျွန်တော်အခုဒီ skip ကကြတော့ဟိုဒီ skip ကလည်း root ကလောက်ထားတဲ့အဲ root ကလည်းလောက်ထားတဲ့ skip ကိုကျွန်တော်ဒီကောင်ကိုအဲဒီကောင်လေးခုနပြောတဲ့ဟို concept လောက်ထားတဲ့ design ကိုပဲကျွန်တော်ဒီ skip မှာပြန်တင်ပြီးတော့ခဏိရပါဘောနော်ဆိုတော့အဲဒီ skip စီးကြရတယ်ဒီ root club ရဲ့ brand ဆိုတော့အဝတ်စင်ပါတယ်အော်မန်ဆိုနေတော့အဲ့လိုအရင်အဝေစားနဲ့ပတ်သက်ပြီးအရင်ကြီးဥစားတယ်ဒါပေမဲ့အဲ့လိုအာ ဝိရပေါ်ပါဖြစ်ပြီးရိုးရှင်းရှင်းဖြစ်လာတာကိုကြိုက်တဲ့လူလို့ပြောလို့ရပါတော့။ဒါပေမဲ့ခုနကကိုယ်လုံးမထုတ်မယ်ဆိုတဲ့အချိန်မှာကျတော့အာကိုယ်ဝှစ်ချင်တဲ့ကိုယ်လည်းဝှစ်ချင်တဲ့ဟာလည်းဖြစ်ရမယ်ပေါ့နော်။ပြီးလို့ရှိရင်အဲကိုယ့်ရဲ့ဒီ artist step ဖြစ်တဲ့ artist step ဖန်တီးတဲ့ alpha နဲ့ပါတဲ့လို့ခံစားရတယ်။ကျွန်တော်နဲ့ဖန်တီးရဆိုတော့ကျွန်တော်ရဲ့ vibe ပါတဲ့လို့ခံစားရတယ်။အဲဒါကြောင့်မကျွန်တော်ဒီအဲအဝတ်စားဖန်တီးရဆိုမှာကျွန်တော်ရဲ့ခံစားချက်တွေကျွန်တော်စဉ်းစားမိရဲ့အရာတွေကျွန်တော်ဝှစ်ချင်တဲ့ပုံစံနဲ့ဖန်တီးရပါတော့။ဖတ်ချင်တယ်ကျွန်တော်ပြောပါမယ်။ဒါပေမဲ့ဆိုတာစစ်တက်တွေစစ်စနိုးနဲ့တက်လာတဲ့ပုံလေးကို ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကအဲ့လိုအဲဟိုကျွန်တော်စတိုင်ဆိုရဲဥပကျွန်တော်အဲ့လိုဝေးရတာကြိုက်တယ်နော်ဖလေးဘန်အဲ့လိုအောက်ကိုအကွာဘဲဘန်တွေရဲ့လိုဝေးရတာကြိုက်တယ်တီရှပ်တွေဘာလို့ဆိုလို့ဆိုတော့ရေးရှင်းဝေးရတာကြိုက်တယ်ခုနအဲ့ဝေးတွေစရတယ်အဲ့ဒီဟိုကိစ္စအဲ့အဲ့အဲ့လိုအဲ့လိုအဲ့ဘာလဲဖလေးဘန်လည်းပါတော့ပါတယ်ဒါပေမဲ့ကျွန်တော်လိုတော့မဟုတ်ဘူးတကယ်တော့မဟုတ်အဲ့ဒီစားခဏခဏပြောနေတာအဲ့ဒီရှိတဲ့ကိစ္စကကျွန်တော်က original ဒါပေမဲ့ ဆိုတော့အဲ့တော့မလို့ရှိရင်ကျွန်တော်နဲ့ကသွားပြီးအမှသွားပြီး fit ဖြစ်တယ်ဆိုတော့ဒီတစ်ခေါက်တော့အဲတစ်ခါအထုတ်ရပါတော့အဲ့အဲ့ flavor ကိုတစ်ခါအထုတ်လိုက်တာဒါပေမဲ့အများကြီးပေကြီးကြည့်ကောင်းအောင်ကျွန်တော်ပြင်ဆင်ထားပါတယ်ခါမှလည်းအဲ့လိုမျိုးအဲထိုင်ရထိုင်ရအဆင်ပြေပါတော့ကျွန်တော်ဝတ်ထားဝတ်ဆင်ဘူးရဲ့ experience ရတော့ဘာကောင်းလဲမသိဘူးဆိုအဲ short တို့ပါတယ်ကျွန်တော်ထည့်ထားတယ်နော်ဝတ်ရတော့တော်တော်ပြန်ထားပါတယ်အဲ့လိုရောအဲ့လိုဖြစ်သွားပါတော့နော်အတော်များအဲ့လိုကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုး အဲ့လို flat ban အပွားလေးနဲ့တင်းတစ်ချက်နဲ့ရေးရှင်းကျွန်တော်တို့ကရေးရှင်းမှာပဲများသွားတယ်အရင်ကရှုပ်ရှက်တယ်မဟုတ်ပါဘူးဆိုတော့အဲ့အဲ့ဒီကျွန်တော် style လို့ပြောလို့ရအောင်ကျွန်တော်ကိုယ်ကလည်းအဲ့လိုဝေးရတာကြိုက်တယ်ဆိုတော့အရင်အဲ့လို 80s 90s အဲ fashion တွေလည်းဝေးရတာကြိုက်တယ်ဆိုတော့အဲ့ဒါကိုပဲအခြေခံကျွန်တော်ကြောက်တဲ့ပုံစံကိုပဲအခုလည်းအဲ့ဒီဘောင်းကြီးလည်းပြန်ထည့်ထားတယ်ဒါပေမဲ့အဲ့လိုအဲ့လိုတော့အရင်တက်တက်တို့ဖြစ်မှာမဟုတ်ပါဘူးအဲ့ light weight light weight ကြတာလားဆိုတော့ ကျွန်တော်တို့ကျွန်တော်တက်တဲ့ version ဆိုတော့အဲကျွန်တော်တို့ချစ်တဲ့ကို language တာပြပြဒါမှမဟုတ်သူတို့ကလည်း language တာပြပြအဲကျွန်တော်သဘောကျတဲ့ version ကိုသူတို့ထားကျွန်တော်ဝမ်းသာပါအခုကျွန်တော် plan ဒီရဲ့ဟာကိုသူတို့ဝမ်းမဲ့ solution နဲ့ပို့ပြီးတော့ဝမ်းသာအခုဒီကောင်ပါတယ် root club ကထုတ်တဲ့ဒဲမှာကျွန်တော်ဝင့်နေကြ play ban ပါတယ်အဲ့ကောင်ကျွန်တော်ပြန်ထည့်ထားတယ်ထည့်ထားပြီးတော့အဲဒီချက်ပို့ပြီးတော့တောင်းအောင်ကျွန်တော် modify လုပ်ထားတယ်နော်အဲ့အားလေးတော့ထည့်ထားပါမရှိပါဘူးကျွန်တော်ကဟို ပြီးတော့ချက်လို့စားအဲ့လိုအဲ့လိုသဘောပါပဲဟိုလိုမျိုးပုက္ကနာဘုံနဲ့ပတ်သက်ပြီး insecurity ဖြစ်တာတခုမှမရှိဘူးအဲကျွန်တော်တငယ်ချင်းတွေတော့ပြီးရကျွန်တော်ကအဲ့ဒါအဲ့လိုဟိုဘောလုံးကန်ဆိုဘောလုံးရဲကန်လေဘောလုံးရဲကန်တော့အဲ့လိုဟိုဟို price အမြဲစားရအောင်ပဲအဲ့လိုမျိုးတည်မှာစားနေရဆိုတော့ဒါပေမဲ့ flare ban ဝတ်တဲ့အချိန်မှာပို့ပြီးတော့ပေါ်တယ်ပုံမှန်ဆိုလို့ရှိရင် flare ban ကဟိုကျွန်တော်ဝတ်တာပုံမှန်ဒီဒီရေးထားမှာဟုတ်ကြကျွန်တော်ဒီအခါအပေါ်ကြီးတက်ဝတ်တဲ့အချိန်မှာအဲ့အဲ့ဟိုပါပေါ့ခါပေါ်တက်သွားတယ်တင်းရဲ့ shape ကပိုထင်းသွားတယ် ျွန်တော်တကယ်ဂျင်းဆော့ရတယ်ဒါပေမဲ့အဲ့လိုဟိုကြီးကြီးမားမားပြင်းထန်မဆော့ဘောလုံးရမ်းကန်ဘောလုံးအရမ်းကန်အဲဘောလုံးအဲ့လိုတစ်ပတ်မှာဟို3လေးရက်လောက်ကန်အတွင်းကြီးလည်းကန်ဖူးဆယ်လည်းကန်တင်ကြီးရတော့ဘောလုံးကလည်းဆိုင်လာတော့မသိဘူးကျွန်တော်ပေါင်လုံးလည်းကြီးတယ်တိရဟိုတို့ကမြေစားနေဟိုကျွန်တော်တို့ဟာရအဲ့လိုသူမျိုးပါသူစနေကြဘောလို့ဘောင်းပြီလို့ရှိရင်ကျွန်တော်တင်ရှိရလို့ဟာရမဲ့ချင်းရှိရဘာရလဲလို့စနေကြဘူးအဲ့လိုကြီးကြီးမားတော့မဟုတ်ပါဘူးကျွန်တော်ကအချင်းချင်းစရဟုတ် အဲ့လိုရောမရှိအမြဲတော့လည်းမစဘူးအဲ့လိုမျိုးတခါတလေမှဘူးပြီးအောင်အဲ့လိုပုံမှန်ရဲ့အဲ့လိုအမြဲတမ်းစခံရရမျိုးမရှိပါဘူး